ဆောင်းချွားနေတဲ့ဘရူနိုဆေးပါကလည်းထိုးပြီးချန်ပီယံလန်စွမ်းမျိုးပြသခဲ့တဲ့ချင်းလေးဖန်ပရိသတ်အောင်မမိန်လာများမန်ချက်စတာဖောဆောင်ကနေပြန်လဲကြော်လိုက်ပါရင်ချင်းဖိုင်နယ်လင်းဂျိုရှော့ဘန်ကတော့ USC မှာတကယ်လှုပ်လို့ရှယ်ဖြုတ်ပြနေတာဖြစ်ပါရင်ဒီနေ့မနေ့ချင်းမသွားခဲ့တဲ့ USC 3-1ဆင်မှာဂျိုရှော့ဘန်ကဘရာဇီးဖိုင်တာဘရူနိုဆေးပါကိုတတိယအချိန်မှာပဲ TKO နဲ့နိုင်ရရှိသွားခဲ့ပြီးဖြစ်ပါရင်ဒါဖန်အတွက်တော့ USC မှာ၄ပွဲဆက်နိုင်ဝဲရခဲ့တာလည်းဖြစ်ပါရင်ဒီဘက်မှာဗန်ရဲ့ထိုးတက်ပုံဟာတော်တော်လေးကောင်းသလိုအင်ကားထက်လည်းအများကြီးတိုးတက်လာတာတွေ့ရပါရင် တောင်းကြီးစလုံးမှာစေဘာကိုဥဆောင်ထိုးတက်နိုင်ခဲ့ပြီးတောင်းကြီးစလုံးအတားရခဲ့တာဖြစ်ပါတယ်။စေဘာဟာဗန်ကိုအောက်ခြေခန့်ချက်တွေနဲ့ဖြိုးဖို့ကြိုးစားခဲ့ပေမဲ့ဗန်ရဲ့ပါဝါပြင်းလက်သေးတွေကလည်းစေဘာရဲ့မျက်နှာကိုခွက်ကနေခွက်ကနေပါပဲ။ပထမအချိန်မှာဗန်ရဲ့လက်သေးကြောင့်စေဘာနော်ရောင်းချပြီးဗန်ကဖိအားပေးထိုးတက်ခဲ့ပေမဲ့မာကုံကြောင့်သာစေဘာမကြတာပါ။စေဘာကလည်းတစ်ချက်တစ်ချက်ဝမ်းလက်တိတ်တောင်းလေးလှုပ်ဖို့ကြိုးစားလာခဲ့ပေမဲ့ချင်းလေးကလည်းအမမခံပါဘူး။ဒုတိယအချိန်မှာတော့စေဘာတယောက်ပိုးပြီးတိတ်တောင်းလှုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဗန်ကလည်းရအောင်ရှောင်ထွက်ပါတယ်။ ကဟားစေးပွားကိုတောက်လျှောက်ဥဆောင်ကစားထားနိုင်ခဲ့ပြီးဖျောက်လက်သည်ဘော်ရီကစ်တွေထွက်လာလေမြင်ရပါရင်တော်ပရင်ချော်မှာဗန်ရဲ့လက်သည်ချက်ချောင်းစေးပွားနောက်တော့ထက်ကြပါရင်ဗန်ကလည်း ground ထိကိုလိုက်ပြီးတော့ထုလိုက်ထောင်းလိုက်စက်လိုက်ဖိထားပါရင်စေးပွားကပြန်ချိုးဖို့ကြိုးစားခဲ့ပေမဲ့ဗန်ကလည်းရအောင်ရှောင်ထွက်ပြရင်နောက်ဆုံးချိန်မှာတော့စေးပွားကဖွင့်ဆော့ဖို့လုပ်ပါရင်ဗန်ကလည်းအခြေအနေကိုကြည့်ပြီးစောက်ကစားပါရင်စေးပွားအဝင် lobby ကန်အပွင့်မှာဗန်ရဲ့ဖျောက်လက်သည်တွေကဝင်လာပါရင်စေးပွားအနေနဲ့ဗန်ကိုဘယ်နေရာမှာမှရှင်မရခဲ့တာပါလေမင်းဝင်းချင်းမှာတော့ဘန်ရဲ့ဘန်ညာလက်သီးတွဲလုံးပြီးစေးပါတော့ထက်ကြပါရင်ဘန်ကလည်းထောက်လျှောက်လိုက်ထိုးခဲ့ပြီး နောက်ဆုံးမှာဒိုင်းကပွဲကိုရလိုက်တာကြောင့်ချင်းဖိုင်နယ်လေးဂျိုရှာဘန်ဟာ TKO နဲ့နိုင်ရရှိသွားခဲ့တာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ